အားလုံးပဲမင်္ဂလာပါအဘဆရာကြီးမင်းသိက္ခာတပည့်ဆရာမအထောက်အပံ့ကိုတိုင်းမှာဖြစ်ပါတယ်ထိမ်းမြမင်္ဂလာလက်ထံမဲ့ဇနီးမောင်နှံလေးမိမိတို့ရဲ့မြန်မာမိုးလေးတက်ကြွကိုတုံးနဲ့စားမှာဖြစ်ပါတယ်တစ်ကျွေးရင်နတ်နက္ခတ်ဖြစ်ပါတယ်နှစ်ကျွေးရင်လူနက္ခတ်ဖြစ်ပါတယ်သုံးညကျွေးမယ်ဆိုရင်ဘီလူနက္ခတ်ဖြစ်ပါတယ်ဘီလူနက္ခတ်နဲ့နတ်နက္ခတ်နဲ့ထိမ်းမြမင်္ဂလာပြုမယ်ဆိုရင်တော့အိမ်တော်သက်နုနုမှာကွဲတက်ပါတယ်သရူသားက လူနက်ခတ်သတို့သမီးကနက်နက်ခတ်ဆိုရင်အိမ်တော်ရေးမှာတာယာပျော်ရွှင်တဲ့အိမ်တော်ရေးကိုရရှိစေမှာဖြစ်ပါတယ်သတို့သားကဘီလူနက်ခတ်သတို့သမီးကနက်နက်ခတ်ဆိုရင်လည်းအိမ်တော်ရေးမှာနှောက်ရက်ကင်းစေမှာဖြစ်ပါတယ်သတို့သားကနက်နက်ခတ်သတို့သမီးကဘီလူနက်ခတ်ဆိုရင်အိမ်တော်ရေးမှာပူပူဆူဆူနဲ့အိမ်တော်ရေးကိုဖြတ်တန်းရနေပါတယ်သတို့သားကလူနက်ခတ်သတို့သမီးကဘီလူနက်ခတ်ဆိုရင်အိမ်တော်သက်လွတ်လွတ်မှာကွဲတတ်ပါတယ်သတို့သားကလူနက်ခတ်သတို့သမီးကနက်နက်ခတ်ဆိုရင်အိမ်တော်ရေးမှာတယောက်တစ်ယောက်အပြန်လဲနားလဲမှုရှိတဲ့ တယောက်နဲ့တယောက်အရန်ချက်ခင်တဲ့အိမ်တော်ကြီးကိုရရှိစေမှာဖြစ်ပါတယ်အော်မိမိတို့အိမ်တော်ဘက်ကလူနက်ခတ်ဆိုရင်တော့လူနက်ခတ်ဟာစင်ကြုံတရားနဲ့ပြည်စုံတဲ့သူတွေဖြစ်ပါတယ်မန်မာနကဲတဲ့သူတွေဖြစ်ပါတယ်အစားတော့ကြီးမများတဲ့သူတွေဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ဘက်ပေါ်မှာတနာညာတာထောက်ထားတဲ့သူတွေဖြစ်ပါတယ်ပေါင်းသင်းဆက်ဆံဝင်ဆက်တဲ့သူတွေဖြစ်ပါတယ်လူကြီးလူငယ်ပေါ်ပြတဲ့သူတွေဖြစ်ပါတယ်ဘလို့ပတ်ဝန်းကျင်မျိုးလည်းမဆို အဆင်ပြေတဲ့သူတွေဖြစ်ပါတယ်။လိုင်လောညီထွေစွာပေါင်းသင်းဆက်ဆံတတ်တဲ့သူတွေဖြစ်ပါတယ်။ဟောလူနက်ခတ်တမားတွေဟာပုံဝင်လင်းလင်းနေထိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။ဘလို့အခက်ခဲမဆိုရင်ဆိုင်ဝန်းတဲ့သူတွေဖြစ်ပါတယ်။ဟောလူနက်ခတ်တမားတွေကဘလို့ပြဿနာမျိုးကိုပဲမဆိုရဲရဲဝံ့ဝံ့ဖြည့်ရှင်းတတ်တဲ့သူတွေဖြစ်ပါတယ်။စိတ်ကိုချုပ်ထီးတဲ့နေရာမှာကြံ့ကြံ့တဲ့သူတွေဖြစ်ပါတယ်။စိတ်ရှည်တိခံတတ်တဲ့သူတွေဖြစ်ပါတယ်။ဟောလူနက်ခတ်တမားတွေ ਨੇ ပြောင်းသင်း ပြောဆိုဆက်ဆံတဲ့နေရာမှာပုံပွင့်လင်းလင်းနဲ့ယုတ်တိရှိရှိတဘာဝကြကြပြောဆိုဆက်ဆံမှာဖြစ်ပါတယ်။မောင်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 ပြောဆိုဆက်ဆံခြင်းမျိုးကိုရှောင်ကြဉ်မှာဖြစ်ပါတယ်။အခု9000အသားအမိတွေမိမိတို့ရဲ့အိမ်တော်ရေးမှာအိမ်တော်ပြုတ်မဲ့9000အသားအမိတွေကအိမ်တော်ရေးဒုက္ခအပြေအဝရရှိစေတယ်။အိမ်တော်ရေးကံကောင်းစေတဲ့တပ်ပကြီးကားတစ်ခုဖြစ်တဲ့မောင်တထမ်းမေတွေရဖြစ်စေမဲ့တပ်ပကြီးကားကိုထိမ်းပြမင်္ဂလာလက်ထက်မဲ့ ပြူကြမယ်ခုနှစ်တောင်းမိတယ်မိမိတို့အင်ဂရီယာမှာချိန်ဆွဲထားမယ်ဆိုရင်အိမ်တော်ရဲ့ဒုက္ခကိုအပြေဝါရရှိစေမှာဖြစ်ပါတယ်2025မှာထိန်ပြောင်းမင်္ဂလာပြူကြမယ်ခုနှစ်တောင်းမိတယ်ဟာအိမ်တော်ရဲ့ဒုက္ခကိုအပြေဝါရရှိစေတယ်မောင်တထမ်းမယ်တွေရဲ့ဖြစ်စီမှာတက်ပစီကားကိုချိန်ဆွဲခြင်းအဖြစ်လဲမိမိတို့ရဲ့အိမ်တော်ကြီးဒုက္ခရဲ့အပြေအဝါကိုရရှိစေမှာဖြစ်ပါတယ်2025မှာခုနှစ်ရဲ့တာသမီတွေမိမိတို့ရဲ့လူရင်းစံနာတွေတလုံးတဝရပြည့်စုံနိုင်ကြပါစေ